တရားမဝင်ကုန်သွယ်မှုကြောင့်ဖမ်းဆီးခံထားရတဲ့ကုန်ပစ္စည်းတွေကအများစုကိုဒဏ်ကြေးပေးဆောင်ပြီးပြန်ရွေးနိုင်တယ်လို့စစ်ကောင်စီရဲ့အကောက်ကွန်ဦးစီးဌာနကကြေညာလာပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ14ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိကရင်ပြည်နယ်မွန်ပြည်နယ်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာအထူးအဖွဲ့တွေနဲ့အကောက်ကွန်ဦးစီးဌာနတို့ကတရားမဝင် ကုန်ပစ္စည်းတွေလိုက်စင်မဲ့အကောက်ခုံမဲ့ကုန်ပစ္စည်းတွေနဲ့ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင်မော်တော်ယာဉ် 480စီးကိုစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ဖမ်းဆီးရမိတဲ့မော်တော်ယာဉ်တွေကတရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ license ရင်း20တစ်စင်းနဲ့ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်15စီးကို ပြည်သူ့ဗန်နာအဖြစ်တင်စီဆောင်ရွက်မယ်လို့ဆိုပါရယ်ကန့်သက်တားမြစ်ကုန်ပစ္စည်းတွေဖြစ်တဲ့ vape cigarette beer ဖဲတုံစတာတွေကိုတော့လုံးဝတင်စီသွားမှာဖြစ်ပြီးဒဏ်ကြေးဆောင်ပြီးပြန်ရွေးယူခွင့်ရှိတဲ့ကုန်ပစ္စည်းတွေကိုတော့အကောက်ကုံဦးစီးဌာနက ဒန်ချင်းငွေ2စာ3စာစာဝတ်တုံမြတ်တမခုံ9စာနှုံတတ်မှတ်ပြီးဒန်ချင်းကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ဒန်ချင်းပေးဆောင်ပြီးပြန်ထုတ်ယူနိုင်တဲ့ပစ္စည်းတွေကတော့ဆေးဝါးဆေးထောက်ကူပြုပစ္စည်းပိုတက်ဆေးမျိုးဆေးစားသုံးဆီမွေးမြူရေးလုပ်ငန်းသုံးကုန်ချမ်းပစ္စည်းဆေးဝါးကုန်ချမ်းပစ္စည်းလေယာသုံးဆက်နဲ့ဆက်ပစ္စည်းစားတောက်ကုန်၊စက်မှုကုန်ချမ်း၊ပလတ်စတစ်ကုန်ချမ်း၊စားတောက်ကုန်ချမ်း၊ဆက်စီ၊ချောစီနဲ့အခြားစက်မှုသုံးစီ လျှက်စစ်တအားထုတ်လွှင့်ဖြတ်ပစ္စည်း၊ဘီလက်မြေ၊စက်ပိုပစ္စည်း၊လူသုံးကုန်ပစ္စည်း၊လေယာသုံးထွန်စက်တို့ပါဝင်ပါတယ်။ဒါအပြင်တက်မြေဩဇာ၊ဒီဇယ်၊တက်စီ၊ LPG gas ၊တန်နဲ့တန်မဏိပစ္စည်း၊တာယာနဲ့ရောဘာထုတ်ကုန်ပစ္စည်း၊တယ်လီဖုန်းနဲ့ဆက်သွယ်ရေးသုံးပစ္စည်း၊လုပ်ငန်းသုံးမော်တော်ယာဉ်၊ရန်ဒီယားနဲ့လူစီးမော်တော်ယာဉ်တွေကိုတတ်မှတ်တန်ကြီးဆောင်ပြီးထုတ်ယူနိုင်တယ်လို့သိရပါတယ်။